ောတောင်ရည်မြေကတော်တော်လှတယ်ပေါ့နော်ကျွန်းဖြစ်တဲ့အတွက်ဒီတောင်နေဆိုလို့ရှင်လေခုနပြောတဲ့ကြောက်သားတွေအရင်များတယ်ပေါ့နော်နောက်ပြီးတော့ဒီကောစီကာတခြားဘုံမှာလဲပတ်တဲ့အချိန်ကလမ်းကျောတွေဒီဒီပင်လေကြီးရဲ့အဲပတ်ချာလေးကိုသွားရတဲ့သဘောပေါ့နော်ကုန်းတွင်ပိုင်းမှာလဲသူကတောင်တန်းတွေအမြင့်ကြီးရှိတယ်အရင်လှတယ်ပေါ့နော်ဟိုရှုခင်းအနေနဲ့လှတယ် လမ်းကျောမှာဆိုလို့ရှိရင်လေတချို့နေရာလေးတွေကျတော့အရန်ချင်းနေဒီနေရာကတော့ကမ်ပင်ကာသွားလို့ကောင်းနေနေရာကျေတယ်ပေါ့နော်အဲကိုသွားတဲ့အချိန်ကအောက်တိုဘာလဖြစ်တဲ့အတွက်ရာသီဥတုကတော့ဟိုကောင်းမွန်တယ်လို့ပြောရတယ်ပေါ့နော်ညံမိုးတွေမရွာသေးဘူးဒါကကျွန်တော်တို့ကအဲကာလီဖိုးနီးယားနေမှာဟိုဆန်ဖလော်ရောင်းဆိုတဲ့မြို့လေးပေါ့နော်ပြည်နယ်ကမ်းခြေမြို့လေးကိုသွားနေတာပါ နော်တို့တရီအခုလိုခီးသွားတဲ့ခါကြရင်တနေရာနဲ့တနေရာတမျိုးနဲ့တမျိုးနဲ့ပြောင်းပြီဆိုလို့ရှိရင်အနည်းဆုံး9နာရီလောက်မောင်းသွားတယ်နောက်တနေရာရောက်လို့ရှိရင်တပတ်လောက်အိမ်နာအနီးနာဝင်ချင်ကိုလေနောက်စကန်တခုကိုပြောင်းပေါ့နော်အဲ့လိုအနေထားနဲ့သွားကြတာပေါ့နော်အခုဒီခီးဆိုလို့ရှိရင်လည်း9နာရီလောက်မောင်းခဲ့ရတယ်အဲ့နောက်တစ်မျိုးမှာပဲငယ်ကြကြလေးနေလိုက်မယ်ပေါ့เนาะအလူမီနီယံနဲ့ခီးသွားတာပါ လိုတောင်တက်တောင်ဆင်းနေလုတ်ခဲ့ပြီးတော့အခုစကန်းချမဲ့နေရာကိုရောက်တော့မယ်ပေါ့နော်ဒီတောင်အောက်ကိုဆင်းပြီးတာနေရောက်ပါတော့မယ်ခုဆန်ဖလိုရောမြူရဲကိုဖြတ်လာပြီပေါ့နော်မြူရဲဖြစ်ပြီးတော့မှဒါလေးကတော့ဟိုပင်လေကန်းကြီးမြူလေးဖြစ်တယ်အဲငါဖန်းတင်မော်တွေလည်းအများကြီးရှိတယ်ဘေးမှာတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီမြူလေးကိုဖြတ်ပြီးတော့မှ အာကမ်ပင်ကရနာမင်းနေရာကိုသွားမှာပေါ့နော်ပြီးတော့မှအဲကမ်ပင်မှာကားကိုထားခဲ့ပြီးတော့မှစပိန်ဖြစ်ဖြစ်စိုက်ကယ်နဲ့ဖြစ်ဖြစ်ဒီဘက်ကိုပြန်လာ ပြီးတော့မြို့လေးကိုပြန်လာပြီးလေမှာပေါ့လေလောလောဆယ်ကားထားမင်းနေရာကိုသွားရှာနေတာ မြို့ရဲ့အနေထားကလူသိမ့်ရှုပ်ဘူးပေါ့နော်အဲမြို့လေးကလူရှင်းတယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ခီးသွွားရာသီလေးကုန်ပြီဖြစ်တဲ့အတွက်နိုင်ငံခြားသားလည်းနေတယ်လို့ပြောအောင်ပါပေါ့နော်ဒီပုံစံလေးဆိုရှင်ပင်လေကန်းချီပမာနန်းလျှောက်တဲ့လူတော်တိတ်မရှိနန်းလျှောက်တော့အရန်ကောင်းတဲ့နေရာလေးပါ နေပြီးတော့ဒီကောင်းလေးတန်းရမယ်ပုံစံမျိုးပေါ့နော်နေရာလေးကတော့နာမည်ကြီးကိုစီကဝိုင်းထုတ်လုပ်တဲ့နေရာလေးပေါ့နော်အဲ့ဒီမှာဝိုင်းကြီးတယ် နီလေးစားစားတယ်စားပြီးတော့မှမြူရဲကိုလဲကြမယ်ပေါ့နော်မျိုးလေးထဲမှာလမ်းလျှောက်လေပြီးတော့မှအပြင်ကကျတော့ဒီလိုဝိုင်းဆိုင်ခင်းနေရှိတဲ့မျက်နှာစာမှာပဲညအိတ်ခဲတာပေါ့နော်ရှူခင်းလေးကတော့တော်တော်လှပါလေ